အားလုံးမင်္ဂလာပါတော့ကျွန်တော်ဘလော့ကနေကြိုဆိုပါတယ်ကျွန်တော်ဆရာကျော်ပါဒီဗီဒီယိုကတော့အခုငလင်ထုတ်တာကြောင့်မလို့ပြိမိနေတဲ့လူတွေရှိတယ်အင်တာနက်ရလို့ကြည့်လို့ကြည့်နေတဲ့လူတွေရှိတယ်ဆိုရင်လည်းဘာတွေလောက်ရမလဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်မိမိတို့အနေနဲ့လည်းဒီကလိုမျိုးမိမိရဲ့အတိတ်တွေကပြိမိနေခဲ့တဲ့ဆိုရင်လည်းဖုန်းဆက်ပြီးတော့ပြောပြလို့ရအောင်အခုညီပေးလို့ရအောင်လို့ဒီဗီဒီယိုကိုပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီကလိုမိမိကဒီကလိုမိမိကငလင်ကြောင့်မလို့ပြိမိနေခြင်းဆိုပထမဆုံးအချက်အနေနဲ့ကစိတ်ကိုအေးအေးထားဖို့လိုပါတယ် ိတ်ကိုတော့အတက်နိုင်ဆုံးပြင်နေအောင်ပန်းနေမဖြစ်အောင်ထားပါပြီးတော့အသက်ကိုပုံမှန်ရှုဖို့လိုပါတယ်။ဒါမှသာလေမိမိကကိုယ်ကိုယ်ပြပြဆင်းရှင်းလင်းလင်းသိပြီးတော့မှဘာတွေလောက်ကမလဲဆိုဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်။ဒုတိယဒုတိယတစ်ခုကတော့အချင်းလေးကိုမိမိအချင်းလေးပြန်သုံးသပ်ဖို့လိုပါတယ်။ပင်နယ်မှာပိတ်မိနေတယ်။တရားတိုင်းမိမိမှာတရားတစ်ချက်တွေကိုရနေတာဒါမျိုးတွေကိုစစ်ဆေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ပိတ်မိနေတဲ့ပင်နာမှာအနေရရှိနိုင်တဲ့ဥပမာအစီပုံးတွေရှိတာလား၊ကတ်ဘူးတွေရှိတာလား၊ရေကတိတာအဆရှိတယ်ဖြစ်ပေါ့နော်။ဒါမျိုးတွေရှိတာရှိတယ်ဆိုရင်တော့သူတို့ရဲ့ဝေးရကိုရှောင်ရှားမှာဖြစ်ပါတယ်။ တကယ်တကယ်အကူအညီတောင်းမလို့ပါဒီမှာဖုန်းရှိသေးတယ်ဆိုရင်ဖုန်းနဲ့ဆက်လို့ရတယ်ဆိုတော့ဖုန်းဆက်ပြီးတော့မိသက်ပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်အစရှိတဲ့အဖွဲ့အစည်းတွေအကူအညီတောင်းမလို့ပါတယ်နောက်ပြီးတော့အော်ဟစ်ပြီးအကူအညီတောင်းမလို့လို့ပါဒါမှသာမိမိကိုမိရဲ့ဒီမှာရှိကြောင်းဘေးကချက်ပွေတဲ့လူတွေကသိရှိနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့အချက်ပြတဲ့အရာပေါ့နော်ပြီးမှတန်ရှိတန်တစ်ခုကိုတုံးတဲ့အိတ်တာမျိုးတွေတစ်ခုကိုထုတာမျိုးတွေခဏခဏပေါ့နော်ခဏခဏထက်ခါထက်ခါလုပ်ပြီးရတာမိမိကိုမိမိဒီမှာရှိနေတာကိုလာကယ်ဆယ်တဲ့လူတွေကသတိထားမိမှာဖြစ်တယ်ပေါ့နော်အရေးကြီးတာဆွဲရင်ချွေတာပြီးစောင့်ဆိုင်းမှုလို့ပါအရင်ပန်းကြီးဖြစ်ပြီးတော့မှ အရင်တွန်းဖိတာတွေမဖိမယူနိုင်တဲ့ပစ္စည်းတွေကိုတွန်းဖိတာမျိုးတွေအားရင်ကိုကုန်ခန်းစေပါတယ်။အကူအညီမရမချင်းအားရင်ကိုခြွေတက်ထားဖို့လိုပါတယ်။မိမိဒီမှာရှိကြအောင်လူတွေသိဖို့လိုပါတယ်။နောက်တစ်ခုကရေရှိတယ်ဆိုတော့ရေကိုလည်းလင်းခံရအောင်အများကြီးတောက်တာမျိုးပြုလုပ်သင့်ပါနဲ့။ခြွေတက်ပြီးတော့မှရေကိုလည်းအနေငယ်နည်းနည်းလေးချင်းချင်းတောက်တာမျိုးပဲပြုလုပ်သင့်ပါတယ်။နောက်တစ်ချက်ကတော့ကလေးငယ်အကူအညီသမားတွေရောက်လာပြီဆိုရင်အကူအညီကလူတွေရောက်လာပြီဆိုရင်မိမိရဲ့အခြေအနေကိုရှင်းပြပါရှင်းပြပြီးတော့သူတို့ညွှန်ကြားတဲ့အတိုင်းအတူမတိန်အဲ့ဒါဆောင်ရွက်ဖို့လိုပါတယ်။အဒီကလေး ကြောင်းမလို့ဖြစ်တဲ့နောက်ဆက်တွဲတွေကိုတုံ့ပြန်တဲ့အခါမှာဒီငင်းနဲ့အေးအေးဆေးတုံ့ပြန်ဖို့လည်းအမတန်ကြီးကြီးပါအရင်စိတ်လို့ရှာတဲ့ဆိုတော့မလို့လားအဲ့တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်ဆိုတော့ကျွန်ခုပြပြပြလိုက်တဲ့ဟောတော့ငင်းလေးနှုတ်တို့ငင်းလေးနှင်းမှာပိတ်မိနေတဲ့လူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့မှအဆောင်အဆောင်လေးတွေလုံနိုင်အောင်ဖြစ်ပါလိမ့်မိမိတို့အသီးလေးတွေရှိတယ်ဆိုရင်လည်းပုံစံပြပြဒါလေးတွေကိုအဲပြန်လည်ဝင်ပြပြလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတင်ခင်ကြပါသည်ခင်ဗျာ